လို့ရှိရင်တော့ unit 18ကိုရောက်လာပြီเนาะ JLPT N5 grammar unit 18ဖြစ်ပါတယ်ဒီ chapter အကုန်လုံးကဒီ slice တွေอ่ะပေါ့เนาะမင်းနောင်နောင်နေဟွန်ကောရဲ့ shoku ichi ကိုအခြေခံပြီးတော့အာတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ unit 18မှာတို့ရပါလေးလေးလာမလဲဆိုလို့ရှိရင် mass form ကနေပြီးတော့ plain form တွေကိုဘယ်လိုပြောင်းမလဲပေါ့เนาะအာနောက်တစ်ခါကိုဘာတွေလောက်တက်လဲဘာတွေလောက်နိုင်လဲပေါ့เนาะပြီးရင်အာတနည်းအားမှာဒီကိစ္စကတော့လုံးလို့ရတယ်လုံးလို့မရဘူးပေါ့เนาะအဲ့လိုမျိုးအောင်ပြော တွက်ကိုအာ birthday ကို platform ပြောင်းတက်ပြီးသွားတဲ့အခါကြောင့်လို့ရှိရင်အဲ့ဒီ platform birthday ကိုသုံးပြီးတော့ခိုတိုက Deki Mask နဲ့ဆက်ပြီးတော့ခုနကပြောတဲ့ဘာလုပ်လို့ရလဲဘာလုပ်နိုင်လဲဆိုတဲ့စာကြောင်းလေးကိုရေးဖွဲ့လို့ရတယ်။နောက်တစ်ခါအာ Tony Tuzo ပဲအတိတ်ကတော့တူတူပဲဒါပေမဲ့ birthday နဲ့မဟုတ်ဘဲနဲ့ now ကိုလည်းသုံးပြီးတော့ပြောလို့ရတယ်။ noun plus ကဒက်ကီမတ်ဆိုတဲ့ပုံစံနဲ့ပေါ့နော်အဲ့ပုံစံနဲ့လည်းပြောလို့ရတယ်ဒါအောင်လေဒီအခန်းမှာလေ့လာသွားပါမယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဝါသနာကိုပြောတဲ့အခါကျတော့ရှင်ဘယ်လိုမျိုးပြောလဲပေါ့နော်ဝါတာရှင်တော့ရှူမီဝ plus နဲ့ noun နဲ့ပြောလို့ရတယ် buff ကိုမှ plain ပုံစံနဲ့ပြောလို့ရတယ်ဒါတွေကိုဘယ်လိုမျိုး ရေးဖွဲ့မလဲပေါ့เนาะအဲ့ဒါကိုလေလေ့လာကြည့်ကြတယ်နောက်တစ်ခါအဲဘာမလုပ်ခင်မှာဘာအရှင်မလုပ်ခင်မှာဘာအရှင်လုပ်တယ်ဆိုရဲဟာဥပမာဆိုအိယာဝင်ခင်သွားတိုက်တယ်ဆိုတာမျိုးပေါ့เนาะအဲ့တော့အိယာဝင်သည်ဆိုရဲ buff နဲ့သွားတိုက်သည်ဆိုရဲ buff နဲ့အဲ့တော့အဲ့ဒီမတိုင်ခင်ဆိုရဲဟာလေးကိုကြတော့ဂျပန်လို ma and ni လို့တုံးတယ်အဲ့ဒီ ma and ni လေးကို buff နှလုံးနဲ့တွဲပြီးတော့ဘယ်လိုတုံးမလဲပေါ့เนาะဒါကိုလေ့လာတော့ပါမယ်ဒါဆိုလို့ရှိရင်တော့ပထမဆုံးပေါ့เนาะ mask တွေကို plain form လို့ပြောင်းလဲကြည့်အောင် plain form ဆိုတာဘာလဲပေါ့ platform ဆိုတာကနောက်တစ်မျိုးပေါ့ dictionary form လို့လည်းခေါ်ရတယ်။ဒီအပိဒံထဲမှာတွေ့ရတတ်တဲ့ form ပေါ့နော်။ပြောမယ်ဆိုလို့ရှင်တော့ तू ကမမြန်မာစာမှာဆိုလို့ရှင်စားသည်တို့၊သွားသည်တို့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်။ငကိုတကယ် basic ကြတဲ့အာ form ခါတာချီပေါ့နော်။အပုံစံကိုဒီ plain form လို့ပြောရတယ်ပေါ့။အာ mass အာမင်းနော်ဒီဟောကောင်းပါဆိုလို့ရှိရင်စာရီစတင်တဲ့အခါမှာပေါ့နော် buff တွေကို mass form နဲ့ တွဲပြီးတော့စတင်ခဲ့တဲ့အခါကျတော့အဲတချို့ကထင်ကြတာပေါ့နော် mask ဲတွေကအခြေခံကြဆုံး form လို့ထင်တတ်ကြတယ်ပေါ့တကယ်တော့မဟုတ်ပါဘူးရင်ကျိအောင်တင်ကျင်လို့အရင်ဆုံးနိုင်ငံသားတွေကိုရင်ကျိရဲ့ sentence တွေပြောတတ်ပြီးကြည့်လို့ mask ကနေပြောမင်းနာနာနေဟွန်ကောကစတာတာတကယ်ကြတော့ birthday ရဲ့ basic form က mask မဟုတ်ဘူး mask က polite form ဖြစ်တယ် basic က plain form ဖြစ်တယ်အဲ့တော့ဒီမင်းနာနာနေဟွန်ကောရဲ့ structure တိုင်းသွားရဆိုလို့ရှင်တော့ mask ဲတွေကိုတို့ရ polite form တွေကိုကာရှော polite form ပေါ့နော် ုထပ်ပုံရင်ကျေးရဲ့ form တွေလည်းရှိသေးရဲ့အဲဒါပေမဲ့ဒီမှာကတော့ mask ဆိုတာ casual online form ပေါ့အဲဒီ online form ကိုတုံးပြီးတော့မှတို့တွေက play form ကိုပြန်ဆင်းရတယ်သူရဲ့ basic form ကိုပြန်ဆင်းရတယ်ပေါ့နော်အဲ့တော့ play form ဆိုတာခုနပြောလို့ထပ်ပြောရမယ်ဆိုလို့ရှိရင် dictionary form တနည်းအားဖြင့် basic form ဖြစ်တယ်ပေါ့နော် ဲ့တော့ buff တွေမှာ group 1 group 2 group 3သုံးခုရှိရဲဆိုတာကအရှိရ chapter chapter 4တန်းမှာတွေရသိခဲ့ပြီးသားပေါ့နော်အရင်တော့ဆိုလို့ရှိရင် buff တွေကို conjugate လုပ်တဲ့အခါမှာ tear form လေးပြောင်းခဲ့ပူတယ်ဒီနေ့ကကြတော့ play form လေးပြောင်းမယ်ဒါဆိုရင် group 1 buff တွေကိုဘယ်လိုမျိုးပြောင်းမလဲဒါဆိုရင် group 1 buff ဆိုတာဘာကိုပြောရလဲဆိုတာကိုနည်းနည်းလေးပြန်ပြီးတော့ recall လုပ်ကြည့်အောင် mass နဲ့ဆုံးနေတဲ့ buff တွေမှာ mass ရဲ့အရှိကအတန်က E than ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီ buff တွေကို group 1 buff လို့ခေါ်ပါတယ်။ E than ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင် E line မှာရှိရဲ့အတန်တွေ key ဖြစ်ရင်လည်းဖြစ်မယ်၊ရှိဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်။ meet ဖြစ်ရင်လည်းဖြစ်မယ်၊ read ဖြစ်ရင်လည်းဖြစ်မယ်။အဲ့လိုမျိုးအတန်တွေကို E than လို့ခေါ်တယ်။အဲ့တော့ master ရှိမှာ E than ပါနေရဲ့ buff တွေဒီ group 1 buff တွေ group 1 buff တွေအကုန်လုံးက master ရှိမှာ E than ပါတယ်။ E than ပါတဲ့ buff တိုင်းက group 1မဟုတ်ပေမဲ့ buff 1အဲ sorry E than ပါတဲ့အဲ buff တိုင်းက group မဟုတ်ပေမဲ့ group 1 buff တိုင်းကတော့ master ရှိမှာ E than နေပါနေတယ်။ ပေါ့နော်အဲ့ဆိုရင် group ဝဲအုပ်စုတိုင်းက birthday ဒီဒီ mass ရဲ့အရှင်မအကုန်လုံး ethan နေနဲ့စုံတယ်ပေါ့နော် hiki mass hiki mass ဆိုတာကြောင့် pool လောက်တောင်ပြောတာအာတနည်းအားဖြင့်ဒီ musical instruments တွေပေါ့နော်အဲတူရီယာတွေနဲ့တင်ဂီတာဒီတူရီယာတွေနဲ့တွဲဖက်ပြီးသုံးလေးရှိဥမာဆိုရင်အာ guitar ကို hiki mass ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် guitar တီးယာကိုပြောတာအဲနောက်တစ်ခါအာဒီ မာပီယာနိုဟိခင်မဆိုလို့ရှိရင်လည်းပီယာနိုတီးရပြောပီယာနိုကလည်းဒီသူရဲ့ဒီပီယာနိုကိုယ်တည်းထဲမှာကျိုးရင်းနဲ့သွားတာပဲလေနော်အဲ့လိုမျိုးကျိုးရင်းနဲ့ပတ်သက်နေတဲ့ဒုတိယဒီဟိုတီးရအခါကြောင့်လို့ရှိရင်ဟိခင်မဆနဲ့သုံးတယ်အဲနောက်ဒီမှာတွေ့ရတဲ့ဘက်ဖရီကတခြားအဲအတိပဲရှိရဲ့ဟာလေးဆိုလို့ရှိရင်ဥတိုင်းမဆသချင်းဆိုတဲ့ဟာနာရှိမဆစကားပြောတယ်အိုယောဂီမဆိုရင်ရေကူးတယ်ယောမီမဆိုရင်တိုရီမဆိုလို့ရှိရင်ဒါဥပမာဆိုရင် အာရှာရှင်းပေါ့နော်ရှာရှင်းကိုတော်ရင်မှဆင်တပုံးလိုက်တဲ့ဖြစ်သွားတာပေါ့ခါခီမတ်စ်ကရေးတယ်ခါအီမတ်စ်ကဝင်တယ်အီခီမတ်စ်သွားတယ်တာချီမတ်စ်ကကြတော့အာစတန်ဒပ်ပေါ့နော်အဲရက်တယ်ပေါ့နော်ဆိုတော့ အဲစကားလုံးတွေရှိပါတယ်အဲ့တော့သူတို့ကို platform ပြောင်းမယ်ဆိုလို့ရှိရင်ဘယ်လိုပြောင်းရလဲဆိုတော့ ethan နေဦးတဲ့ဥ than ပြောင်းရတယ်တဲ့အဲ့တော့ he key ကနေပြီးတော့ he could ဖြစ်မယ်။နောက် mess တွေဖြစ်ရတာဆိုလည်းမမင်းနဲ့ပေါ့နော်။ mess တွေဖြစ်ရတယ် mess တွေဖြစ်ပြီးွားလို့ရှိရင်ကြတော့ ethan နေကိုဥ than ပြောင်းပေးရတယ်။ he key mask ကအဲ့တော့ he could ဖြစ်မယ်။ဥတာကြီးကဥတာဥ hanashi hanasu oyogi oyogu ဖြစ်မယ်။ yomi yomu dori thodu khaki khaku khai ka ဥဖြစ်မယ်။ iki 一苦ဖြစ်မယ်တချီကတဆဖြစ်မယ်စသဖြင့်ဥလိုင်းကိုပြန်ပြီးတော့ဆင်းပြလိုက်တယ်အဲ့တော့ဤတန်တွေကိုဥတန်တွေပြောင်းခြင်းအဖြစ်ဘာရလဲဆိုရင် plain form နေရပါမယ် mask ဖြုတ်ပြဖို့လည်းမမင်းနဲ့เนาะ mask က polite form ဖြစ်လို့ mask တွေကိုဖြုတ်ပြရမယ်ငါကို plain form ပြန်စုံမှုပြန်စင်မှုအတွက်ကိုသူ့ကိုဥဒဏ်တွေကိုပြောင်းပြရမယ်ပေါ့เนาะဒါဆိုရင် group 2 buff တွေကိုကြာတော့ဘယ်လိုမျိုး play form ပြောင်းလဲ group 2 buff တွေကတော့ပြောင်းသွားတာအရန်အရန်လွယ်တယ်ဘာလို့လိုက်အောင်မလဲဆိုတော့ mouse တွေကိုဖြုတ်လိုက်ပြီးတော့ root ကလိုက်အောင်မယ်အဲ့တော့ဒီ page မှာဆိုလို့ရှိရင်တော့ group 2 buff တွေဘာတွေရှိလဲ nemas 8 ti tabemas စသည် okimas အရာထားသည် mimas အာကြည်ဒီကာဒီမတ်စာငားငားယူနေပေါ့နော်နောက်တကောင်အတ်ဆမဲမတ်စ်ကစူဆောင်းဒီယာမဲမတ်စ်ကကြတော့အာရက်လိုက်ဒီပေါ့နော်ရက်ဒီ နောက်တစ်ခါအိုပွဲ mask ကကြတော့အာမှတ်တည်ပေါ့နော်အာမှတ်မိရဲ့ပေါ့မှတ်မိသည်ဆိုတော့ birthday ရှိမယ်အဲ့တော့အဲသူတို့ message ဖြုတ်ပြီးတော့ group တွေကလိုက်လို့ရှိရင် play form ရပြီ name mask နဲ့တို့ table mask table တို့ okay mask okay တို့ mi mask mi တို့ kari mask kari တို့ atsume mask atsume တို့ yame mask yame တို့အိုပွဲ mask အိုပွဲတို့ဆိုတော့အဓိပ္ပာယ်နဲ့ birthday ရမယ်ပေါ့ဒါဆိုရင် group 3 birthday ကိုကြည့်ရအောင် group 3ကိုကြတော့ ပြောပြအောင်လဲအဲ့တော့ platform တွေပြောင်းနေတော့ကလည်းတိပိတာဖြစ်မှာပေါ့เนาะဒီ buff တွေ Japan buff တွေဟာအုပ်စုသုံးစုရှိရဲဆိုတဲ့အချိန်မှာတိပိတာဖြစ်ခဲ့မယ် group 3 buff မှာတော့ buff နှစ်မျိုးပဲရှိပါတယ်အတိအမှတ်ပေါ့เนาะအားကြတော့ shimas နဲ့ kimas ပေါ့เนาะ shimas ဆိုရင်ဘယ်လိုပြောမလဲစုရုနဲ့ပြောင်းမယ် kimas ဆိုရင်ခုရုနဲ့ပြောင်းမယ်ဒါတော့အလွတ်ချက်အလက်ချက်ပေါ့เนาะလောရမယ်ဟာဒီနှစ်မျိုးပဲရှိအောင်မှတ်ရတာလဲလွယ်တယ်ခီမရှီမဆူရူခီမစခရူဆိုပြီးတော့မှတ်ထားလိုက်အောင်ပဲ ဲ့တော့အဲတခြားပေါ့နော်ဒီရှိရဲ့အရှိမတခြားစလုံးလေးလာတွဲပြောတာမျိုးလည်းရှိရဲ့ပေါ့နော် on dance ရှိမှဆိုရင်ကောင်းမောင်းနေဆန်ပိုးရှိမှဆိုရင်လမ်းလျှောက်တဲ့ bank yard ရှိမှဆိုရင်စားလေးလာတဲ့ရော်ရခုရှိမှဆိုရင်ဒါဒီ reservation လောက်တာ booking တင်တာကိုပြောတာပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်တော့ရှိမှကစူရူဖြစ်တဲ့ကြောင့်မလို့ဒီအသုံးနှုန်းတွေပေါ့နော်ဒီစလုံးတွေကို platform ပြောင်းတဲ့အခါမှာလည်းသူတို့တွေကဖြစ်သွားမလဲဆိုရင် on dance စူရူဆန်ပိုးစူရူ bank yard စူရူရော်ရခုစူရူဆိုတဲ့ buff တွေဖြစ်သွားမယ်ပေါ့နော်ဒါက group 3 buff တွေကိုဘယ်လိုမျိုး mass form ကနေပြီးတော့ plain form ပြောင်းလဲဆိုရဲဟာပေါ့ဒါက buff တွေကို form ပြောင်းပြီးပဲရှိသေးတယ်အဲ့ဒါဆိုရင်ဒီ chapter ပေါ့နော် unit 8တင်မှာပထမဆုံးတွေ့ရမယ် grammar ကဘာလဲဆိုလို့ရှိရင် buff တွေကို plain form ပြောင်းပြီးလို့သူတို့ကိုခေါ်တော့ကဒေခိမဆိုတဲ့စကားစုနဲ့ပေါင်းဆက်ပြီးသုံးတဲ့အခါကြလို့ရှိရင် ဘာလုံးနိုင်တယ်ဘာလုံးတတ်တယ်ဘာလုံးလို့ရတယ်ဆိုတော့စားကြောင်းတွေကိုရေးဖွဲ့လို့ရတယ်ဥပမာဆိုရင်ကျွန်တော်ကျမကတော့ခန်းကြီးစလုံးတွေကိုဖတ်တတ်တယ်ခန်းကြီးစလုံးရတယ်ပေါ့နော်ခန်းကြီးရတယ်ခန်းကြီးဖတ်နိုင်တယ်စသဖြင့်ပြောတဲ့အခါကျရင်ကျွန်တော်ကျမကဆိုတော့ water shower ခန်းကြီးကိုကဲတော့ဖတ်နိုင်တယ်ကဘာလဲဖတ်တယ်ဘာလဲပေါ့ယောမီမတ်စ်ယောမီမတ်စ်ကို buff ဒီ platform ပြောင်းတဲ့အခါကျရင် ယောမှုဆိုတဲ့ buff လေးရမယ်သူကိုခိုတိုကဒေခီမတ်စ်နဲ့ဆက်တော့ယောမှုခိုတိုကဒေခီမတ်စ်ဆိုတဲ့ စာကြောင်းရမယ်ယောမှုခုတူကဒေခိမစအစင်ဝါတရှိဝခန်းစီကိုယောမှုခုတူကဒေခိမစရာကကျွန်တော်ဒီကျမဒီခန်းစီစလုံးကိုဖတ်နိုင်တယ်လို့ပြောတာပေါ့နော်နောက်စာကြောင်းကြည့်ရအောင်ချစ်ကတောဝနတ်တိုတဲ့ခောက်ခုတူကဒေခိမစဒါဆိုရင် buff ကိုစဉ်းစားကြည့်ရအောင်ဒီစာကြောင်းမှာ buff ကဘာလဲဆိုတော့နကို mask ခဲဆိုလို့ရှိရင်ခါခိမဆိုရဲ mask ခဲခါခိမဆိုရဲ mask form နဲ့ဖြစ်နေတဲ့ buff ကို play form ပြောင်းတဲ့အခါကျတော့ခါအုပ်ဖြစ်သွားတယ် နော်ခါအုပ်ဖြစ်သွားတယ်ခါကီမတ်စ်ဒီအာ sorry ခါကီမတ်စ်မဟုတ်ခါဤမတ်စ်နော်ခါဤမတ်စ်ဒီခါအုပ်ဖြစ်သွားတယ်ဤရနေပြီးတော့ဥဖြစ်သွားတယ်အဲ့တော့ခါအုခိုတိုကဒေကီမတ်စ်ဆိုရရမယ်အဲ့တော့ချစ်ကတောကနတ်တိုတဲ့ခါအုခိုတိုကဒေကီမတ်စ်ဆက်ဆောင်ရမယ်ဒီဘယ်ကတော့နတ်တိုဆိုတာ internet ကိုပြောတာ online မှာပေါ့ online မှာချစ်ကတောဆိုတာက ticket ကိုပြောတာ ticket လက်မှတ်ကို online မှာဝယ်လို့ရတယ်လို့ဆိုလိုတာပေါ့နော်နောက်တစ်ခါ えカナダさんはフランス語を話すことができます。だそういフランス語を話すこと。ပြင်သစ်ဘာသာစကားကိုစကားပြောခြင်းပေါ့နော်စကားပြောခြင်းကိုလုံနိုင်နေဆိုတော့စကားပြောတတ်တယ်ပြင်သစ်စကားပြောတတ်တယ်လို့ပြောတာအဲ့တော့ Hanashimas က group 1 buff ဖြစ်တယ်သူ့ကိုအာဒီ platform ပြောင်းတဲ့အခါကျလို့ရှိရင် Hanashi ကနေပြော Hanasu ဖြစ်သွားတယ်နော် Hanasu Koto ကတကယ်မှဆိုရဲစကားကိုရပါမယ်အဲ့တော့ ဒါတွေကဘာလဲဆိုလို့ရှိရင်အာခုတော့ကတကယ်မတ်စကိုဘက်နဲ့တွေ့တုံးနေပုံပေါ့နော်။ဒါဆိုနောက်ဆက်ဆောင်ကကြတော့ပါလဲဆိုလို့ရှိရင်နောက်ထပ် grammar ပုံစံอ่ะပေါ့နော်။ noun နဲ့တွေ့တုံးတာ။ noun ကတကယ်မတ်စဘက်ခုတော့ကတကယ်မတ်စမဟုတ်ဘဲနဲ့ noun ငါတဲ့ခင်မဆဥပမာဆိုရင်ပေါ့ကောင်းမောင်းတက်တယ်ဆိုရဲဟာအိုကောင်းမောင်းသည်ဆိုရဲဟာအို buff လို့စဉ်းစားပြီးတော့ on tan suru koto လို့ပြောရင်လည်းရတယ်။ on tan suru koto ကဒေခင်မဆလို့ပြောရင်လည်းရတယ်ပေါ့နော်။အဲ့ဒါကို တကယ်လို့ on tan suru koto ကဒေခင်မဆလို့မပြောဘူး။နောက်နေပဲပြောမယ်။ on tan shimasu on tan suru ဆိုရဲ buff ကိုမသုံးတော့ဘူး။ on tan ဆိုရဲနောင်လေးကိုပဲသုံးမယ်။ဘောနကမောင်းခြင်းပေါ့ဒါလေးကိုပဲသုံးမယ်အွန်တန်ကဒက်ကီမောက်စ်လို့အလွယ်ပြောရင်လောမရဘူးလားဆိုတော့ရတယ် ပို့ပြီးတော့လက်တွေမှာပို့ပြီးတော့တုံးတယ်လွဲလို့ပေါ့နော်စကားပြောရတာခုနလိုမျိုးရှေ့မနေတော့ဘူးလေနောက်မဲ့တုံးလို့ရတဲ့ဟာမှာဝါစာဝါစာပေါ့နော်ဒီ buff ကြီးကိုပြောင်းပြီးတော့တုံးမနေတော့ဘူးပေါ့နော် နောက်နဲ့တုံးလို့ရလို့ရှိရင်နောက်မဲ့တက်ပြီးတုံးလိုက်တာပို့လွဲတာပေါ့အဲ့တော့ဒါပို့လွဲတဲ့ပုံစံပေါ့နောက်နဲ့တုံးလို့ရတဲ့ဟာတွေနောက်ရှိတဲ့ဟာတွေပေါ့နောက်ရှိတဲ့ဟာဆိုရင်နောက်နဲ့တုံးပေါ့နော် sample suru koto ga deki mas mo sample ga deki mas bankyo ga deki mas bankyo suru koto ga deki mas လို့ပြောလဲရပါမယ် bankyo ga deki mas ပေါ့နော်ခါတွေက bankyo ga deki mas ဆိုရင်သူကစာစူး စားတယ်လို့စာလုတ်တယ်လို့အမြဲစာအာဘန်ကျော်ကဒခိရုနဲ့ဆိုဘန်ကျော်ဒခိနိုင်ဟိတော်တော်ဒခိရုဟိတော်အေးတော့စာမလုတ်မလုတ်နိုင်ဘူးပေါ့နော်စာမလုတ်နိုင်ဘူးစာစာလုတ်ရတာမကြိုက်ဘူးပေါ့အဲစာလုတ်ရတာကြိုက်တယ်လို့နဲ့စာလုတ်ရတာနှစ်ချိုက်တယ်လို့နဲ့စာလုတ်ရတာမကြိုက်တယ်လို့နဲ့ရှိရအဲဆိုရင်ဘန်ကျော်ကဒခိရုဟိတော်ဘန်ကျော်ကဒခိနိုင်ဟိတော်ဆိုပြီးတော့ခေါ်သားမယ်ပေါ့တနည်းအားဖြင့်အဲစတော်ရမတော်ဘူးဆိုတဲ့ဟာကိုလေဘန်ကျော်ကဒခိရုဘန်ကျော်ကဒခိနိုင်ဆိုပြီးပြောတာမျိုးလည်းရှိရပေါ့နော်အဲ့အဲ့လိုမျိုးအဲ့ဟာမှာဆိုလို့ရှိရင်မဘန်ကျော်စရုခတော်ကဒခိရုလို့ပြောလဲရပါမယ်အလွယ်ပြောလို့ရနေတော့နောက်နေလည်းပြောလို့ရတယ်ဆိုတော့ ဘန်ကျော်ကဒေခိလိုပဲပြောလိုက်တာပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရပါတယ်အဲ့တော့ဒါကနောင်းနဲ့ပြောတဲ့ပုံစံပေါ့နော်ဒါဆိုရင်နောင်းနေနဲ့လည်းဘာလို့လုတ်တက်တယ်ဆိုတာပြောတတ်ပြီး buff နေနဲ့လည်းဘာလို့လုတ်တက်လဲဆိုတာပြောတတ်ပြီးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဝါသနာကျမရဲ့ဝါသနာကဘာလဲဆိုတာပြောလို့ရပြီပေါ့ဒါဆိုရင်ဝါသနာဆိုတဲ့စကားလုံးလေးကိုကြည့်ရမယ်ဝါသနာကိုဂျပန်လို့ရှုမိလို့ပြောတယ် အဲ့တော့ဝါတာရှင်နာရှုမီဝအေဂါကိုမီရုခိုတိုဒက်စ်ဆိုလို့ရှင်ကျွန်တော်ရဝါသနာတို့မို့ကျမရဝါသနာကတော့အေဂါဆိုရုပ်ရှင်ရုပ်ရှင်ကိုကြည်ချင်းဖြစ်ပါတယ်ကြည်သည်ဆိုတဲ့ buff ကမီမတ်မီမတ်ဒီ group 2ဖြစ်တယ်အဲ့တော့သူ့ကို play form ပြောင်းတဲ့အခါကျရင် mask ကိုဖြုတ် rook တော့မီရုဆိုတဲ့ buff ရတယ်အဲ့တော့မီရုခိုတိုဆိုပြောလိုက်လို့ရှင်ဒါ noun phrase ဖြစ်သွားတယ်ပေါ့နော်အေဂါကိုမီရုခိုတိုဆိုတော့ရုပ်ရှင်ကြည်ချင်းဆိုတာကိုရတယ်အဲ့တော့အေဂါကိုမီရုခိုတိုဒက်စ်ရုပ်ရှင်ကြည်ချင်းဖြစ်ပါတယ်ဆိုတော့စာသားကိုရတယ် 私の趣味はコンピューターゲームです。ကျွန်တော်ရဲ့ဝါသနာကတော့ကွန်ပျူတာဂိမ်းပါ။အဲ့တော့ကွန်ပျူတာဂိမ်းမှုတဲ့အာဆိုဘူးခုတိုးဆိုတဲ့အတိပဲ။နော်ဂိမ်းတုံးပြီးတော့ဆော့ကစားတဲ့ဟာကိုပြောတာပေါ့နော်။နော်私の趣味は料理です。ဆိုတာက料理をすること。ဒီနေ့အပြင်料理しますဆိုတဲ့ mask ကိုအဲ platform ကြောင်းလိုက်料理をすること。ဒါပေမဲ့သူက now အနေနဲ့လေးတုံးလို့ရတဲ့အခါကျတော့料理ですဆိုလို့ပြောလိုက်လို့ရှင်ရတယ်။料理をすること。ですဆိုပြီးတော့ now phrase ကြီးဖွင့်နေစရာမလိုတော့ဘူး။料理ですဆိုပြီးပြောလိုက်လို့ရှင်ရပြီပေါ့နော်။

နောက်တစ်ခါနောက်ဆုံး grammar လေးပေါ့เนาะဒါကတော့ ma and ni သွားတော့ verb နှစ်ခုနဲ့တွဲသုံးမယ် verb တစ်ခုကိုမလုပ်ခင်မှာကျန်တဲ့ verb တစ်ခုကိုလုပ်တယ်ဥမာဆိုရင်အစာမစားခင်မှာ let's say ပါဆိုတော့ထာဘဲတူ ma and ni ထဲကိုအာရတဲ့ခုသားဆိုင်ဒါတဲ့ခုသားဆိုင်နဲ့သူည buff ကိုသုံးပေးလိုက်တာပေါ့နော်လောက်ပါဆိုပြီးတော့ရင်းစေးပြောလိုက်တာပေါ့တဲ form လေးနဲ့ပထမတစ်ပိုင်းမှာတော့ my and ရဲ့အရှိမှာတော့ plain form ပဲလိုက်ရမယ်။ဒါဘဲတူ my and နော်နဲရူမရဲ့နိဟာမီဂါကီမတ်မအိတ်ခင်မှာသွားတိုင်မဲ့သွားတိုင်တရားဟာမီဂါကီမတ်ပေါ့နော်မတ်ခင်နေဆိုရင်အဲ့တော့မအိတ်ခင်ဆိုတော့နဲရူမရဲ့နိ တဲချစ်ဆစလုံးမရည်နိုင်ရောခကုနေရှိမှာဆိုနာနီယိုတဲချစ်ဆဘာအိုတဲချစ်ဆလုံးမလဲဆိုမရေးထား report တို့ဖြင့်လည်းဖြစ်မယ်ပေါ့နော်ဒီ application form တခုခုဖြင့်လည်းဖြစ်မယ်ပေါ့နော်အဲ့တော့အဲတခုခုပေါ့နော်တဲချစ်ဆစလုံးမရည်တဲချစ်ဆလုံးတယ်ဆိုတာက submit လုပ်တာတင်လိုက်တာ form တင်တာတို့အစည်းအငယ်စာကိုတင်လိုက်တာတို့ပေါ့နော်အဲ့လိုမျိုးပြောတာအဖြေဖော်ကိုတင်လိုက်တာတို့အဲ့တော့တဲချစ်ဆလုံးမရည်မတင်ခင်မှာဘာလို့မလဲနိုင်ရောနိုင်ရောဆိုတာပါဝင်တဲ့ content ဘာတွေရေးထားလဲအကြောင်းအရာတွေကမှန်ရဲ့လားအဲ့ဒါကို ခါခွန်နင်းရှိမွားဆိုစစ်ဆေးပါမယ်တဲ့ဆိုတော့ဒါကမအင်းနေနဲ့တုံးထားတာပေါ့ action တစ်ခုကိုအာမလုတ်ခင်မှာနောက် action တခြားအရင်ပေါ့နော်မလုတ်ခင်မှာအရှိရအရှင်တစ်ခုကိုအရင်ဆုံးသိကြအောင်လုပ်တဲ့ strategy ဟာကိုပြောထားတာကမရဲ့နေလေးနဲ့တုံးပါတယ်အဲ့ဒါဆိုရင်ဒီအခက်မှာပါခဲ့တဲ့အာ grammar တွေကတော့သိသွားပြီထင်ပါတယ် mass form နဲ့ plain တွေဘယ်လိုပြောမလဲ plain တွေကိုခုတော့ deki mass နဲ့ဘယ်လိုသုံးမလဲ noun အနေနဲ့ရောက deki mass sponsor နဲ့ဘယ်လိုသုံးမလဲပြီးရင် watashi no shumiwa ဆိုတဲ့စာကြောင်းဝါသနာတွေကိုဘယ်လိုမျိုးပြောမလဲပြီးတော့ ma and ni ကိုသုံးပြီးတော့ verb နှစ်ခုနဲ့ဆက်ပြီးတော့ဘယ်လိုသုံးမလဲဆိုတာကိုဒီခန်းမှာလေ့လာခဲ့ပါဗျအဲ့တော့လေ့လာပေးစာကြောင်းလေးတွေကိုဖွင့်ကြည့်ပါ comment မှာရေးကြည့်ပါအာ Facebook page မှာလည်းလာလို့ရတယ်เนาะအအောင်ဆိုတာကျွန်တော်စာသင်ခန်း page ရှိပါတယ်အဲ့ဒီမှာလည်းလာပြီးတော့ Messenger ကနေပြီးတော့မိမျက်နှာမျိုးအဲနောက်တစ်ခါဒီ post မှာပေါ့เนาะ Facebook မှာလည်း post နားတကြောင်လို့အဲ့ဒီ post မှာလာပြီးတော့ comment ပေးပြီးတော့စာကြောင်းလေးဖွဲ့ကြည့်တာမျိုးလုပ်လို့ရပါတယ်အားလုံးဖိတ်ခေါ်ပါတယ်เนาะ